ွင်တင်2025အော်တိုဘာလ15ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတက်ဆက်ပေးပါတော့မယ်ကျမကတော့မြတ်တူတူပါပါဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင်တိမ်နှဲငယ်ဖြစ်ထိုးနေပြီးဘင်္ဂလားပင်လယ်အော်ရှေ့လယ်ပိုင်းတို့တွင်တိမ်သစ်တစ်ဖြစ်ထိုးနေပါတယ်ကပလီပင်လယ်ပင်နဲ့ကျန်မင်္ဂလာပင်လယ်တို့တွေမုတ်တုံနေအားနေနေပါတယ်။ဒီနေ့ညနေချိန်မိုးလေဝသခန့်မှန်းချက်အနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့တွေနေရာကွက်ကြား ။မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကမ်းတိုင်းဒေသကြီးအောက်ပိုင်း၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာနယ်ပြားမွေ့ထေချုံရပြီ။မကွေးတိုင်းဒေသကြီးတို့တွင်နေရာကွက်ရေမွေ့ကြီးနိုင်ကရွာရဲနှုတ်ပြဖြစ်ပါတယ်။မြမပင်လေပြင်မှာ လိုင်းနေငယ်မှာလိုင်းတင်တင်ရှိနေကလိုင်းမြင်မှာတော့၄ပေမှာ၆ပေခန့်ရှိနိုင်ပါတယ်။လက်ဖြဲ့တွဲမိုးဒီဝတာကမန်းချက်နေနေကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာထိတ်ချုံမိအခြေအနေများဖြစ်ပေါ်နေပါမယ်ရှင်။